အင်အားပြည့်ငလင်လှုပ်ခတ်မှုကြောင့်စက်ရုံလုံုံနဲ့လုပ်ငန်းခွင်တွေပြိုကျပျက်စီးခဲ့တဲ့အတွက်ငလင်တဲ့ဒေတာကအခြေခံအလုပ်သမားတွေအလောက်ကိုင်းနေဆုံးရှုံးခဲ့ရပါတယ်။လက်ရှိမှာတော့ငလင်တဲ့ဒေတာမှာရှိတဲ့အခြေခံအလုပ်သမားတွေကအလောက်ကိုင်းပြန်လဲရရှိရင်းနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားခဲ့ရမှုတွေအတွက်ရုန်းကန်နေရတယ်လို့မြေပြင်မှာကူညီမှုတွေလှုံ့ဆော်ပေးနေတဲ့သွေးစည်းညီညွတ်သောတမကများအဖွဲ့ချုပ်မြန်မာ STUM ကဒေါ်မျိုးမျိုးအေးကပြောပါတယ်ဒီအကြောင်းကိုတော့ DBB သတင်းတောက်ဝေဝေကဆက်သွယ်မိမြန်းထားပါတယ်ရှင်အစမတို့အခုတော့ကူညီနေရဆိုရဲဒီအထက်မြန်မာပြည်ဘက်မှာရှိရလေဒီစက်ရုံအလုပ်တွေပြိုကျပျက်စီးသွားတယ်အလုပ်တွေလောလောဆယ်မရှိနေဘူးဆိုတော့အဲ့ဒီအခြေအနေလေး update လေးသိချင်လို့ရှင့်ဟိုအလုပ်သမားတွေကဘလို့အခြေအနေတွေရောက်နေပြီလဲပေါ့နော်ဟိုအလုပ်တွေပြန်လုပ်နေရပြီလားစသဖြင့်အဲ့ဒါလေးသိချင်လို့ပါဆက်ပါအဲသူတို့ကစက်ရုံဖန်ရှင်တွေကဗာလေလုံုံကြီးသူတို့တော့ငလင်းတန်ခံရတဲ့ခါကျတော့စက်ရုံကြီးပြန်ပြင်ရမယ်ပေါ့နော်အဲ့ဒါကြောင့်နားထားတယ်ပြီးပြော တကယ်ဆိုလို့ရှင်တော့ဟိုအလုတ်သမားကအလုံးမလုံး no and no ပဲနေတော့အလုတ်ရှင်တန်ထားတယ်ဆိုလို့ရှင်အလုတ်သမားအတွက်ကိုသူကပေးရမှာမဟုတ်ဘူးဆိုရင်အလုတ်သမားနဲ့ညှိပြီးတော့ဥပမာ၁၀ရက်ခါပေးမယ်လို့ရက်၂၀ခါပေးအဲ့လိုဖြေရမှာလုံးဝမပေးဘူးဆိုတာမျိုးကတော့ဒါဥပဒေကိုကြော်လုံပြီးတော့လုပ်တာပေါ့နော်အဲ့ဒါကြတော့ကျမတို့ကတက်မခံနိုင်ဘူးဒါပေမဲ့လည်းညီပြမအဲ့လိုပဲဖြစ်နေတယ်သူတို့အနေနဲ့အဲ့ဒါကိုညှိဖို့လို့ဖြေရှင်းဖို့လို့သူတို့ကစိတ်ကူးမရှိဘူးအော်လောလောဆယ်သူတို့ဒုက္ခပေါ့နော်ခုန အဲ့လိုမျိုးနေဖို့စားဖို့ဒုက္ခကိုပဲသူကအချိန်ဆုံးဖြစ်စင်းနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါကိုပဲသူကပြောတာအဲတကယ်တော့ဒါကကျမတို့အနေနဲ့ဆိုလက်ခံနိုင်တဲ့ကိစ္စမဟုတ်ဘူးဒါလုံလဲရှင်တာဝန်ယူရမယ့်ကိစ္စလေဟုတ်ကဲ့ဆရာမဟုတ်အခုဆရာမတို့တောက်ကူညီနေတဲ့ဒီအလုပ်သမားတွေရဲ့အခြေအနေကိုဆရာမတို့ကဘယ်လိုမျိုးအနေထားထိဟိုကူညီထောက်ပံ့ပေးနေရလဲရှင်ဥပမာအာငွေအားဖြစ်ကူညီရလားဒါမှမဟုတ်လို့ရှင်ဟိုတို့နေအိမ်တွေပြက်စီးသွားလို့နေအိမ်တွေအတွက်နေဖို့စားဖို့အထိပါကူညီပေးနေရလားရှင်ဟို SDUN ကဘယ်လောက်ထိကူညီပေးနေရလဲရှင် စကားဥဆုံးကတော့ကျမတို့ကလက်တလုံးစားမဲ့ဒီခောက်ဆဲချောက်တို့ဒီဆေးတို့ပေါ့နော်အဲ့လိုမျိုးနဲ့သွားတာနောက်ဒုတိယတစ်ချိန်မှာကျတော့ကျမတို့ဒီဆန်တို့နောက်လိုအပ်တာတွေပေါ့နော်သူတို့လိုအပ်တာအမှငွေကြေးကကျတော့ဖားလဲဆိုတော့တချို့ကကျတော့ထိတတ်တဲ့အရာလာရှိတယ် ထိခိုက်ထန်ရရင်စိတ်မကူနိုင်ဘူးပေါ့နော်။နောက်ကိုဝင်ဆောင်တယ်ဒီအဲ့လိုမျိုးကြလို့ရှင်တော့ကျွန်တော်တို့ကသူတို့ကိုငွေကြေးထောက်ပံ့ပေးသွားတယ်ပေါ့နော်။နောက်တချို့တော့ဒီအလုံသမားတွေရဲ့မိသားစုတွေကကြတော့ထောင်းကြနေတယ်။ငါးငါးနဲ့ကြတာရှိရတခြားပုံမိုင်းနဲ့ကြတာရှိရအဲ့ကျန်နေခဲ့တဲ့ဒီကလူမမယ်လေးတွေလည်းရှိရဲ။နောက်အိမ်ပြိုသွားတာတွေရှိရဲ။အဲ့ဒါမျိုးကြတော့ကျွန်တော်တို့ငွေကြေးပေါ့နော်။ထောင်းဝင်တာအတွက်ကောသူတို့ရဲ့ဒီတခြားကိစ္စအတွက်ကောပေါ့။ပြီးတော့ဒီတာပေါ်လင်းလိုမျိုးလေး မိုးလို့လည်းရတယ်ခင်းလို့လည်းရတယ်နောက်ချင်းအောင်ပေါ့ချင်းအောင်ဆိုခိုင်းပါတယ်ချင်းအောင်မျိုးပေါ့နော်အဓိကကတော့ကျမတို့ကသူတို့တောင်းဆိုတာကိုပဲအရင်ဆုံးစဉ်းစားတယ်ကျမတို့ဟိုရွေးတာမဟုတ်ပဲနဲ့သူတို့တောင်းဆိုတဲ့အပေါ်မှာကျမတို့ကမြေပြင်မှာသွားကြည့်ပြီးတော့အဲ့အဲ့ဒါကိုကူညီပေးရတာ ဟုတ်ကဲ့ဆရာမဟုတ်နောက်ဆုံးသိချင်တာလေးတစ်ခုကတော့ဗောနော်ဒီအခုကဒီငလျင်တွေ့သေးတာတွေမှာလည်းပြည်လဲထူအောင်ရေးတွေကစနေပြီဆိုတော့လေဒီအလုံးလေးမဲ့ဖြစ်သွားတဲ့အလုံးသမားတွေရဲ့သူတို့အလုံးအကင်ပြန်ရရှိရေးနဲ့သူတို့စာဝင်နေရေးပြည်လဲဖို့အရေးကဆမတိဘယ်လောက်ထိကြာအောင်မလဲပြီးတော့သူတို့အနေနဲ့ဘာတွေရုန်းကန်ရအောင်မလဲလို့ဟိုမြေပြင်မှာတွေ့ရလဲရှင်ဟောတော်တော်ရုန်းကန်ရအောင်ပါပါဒါဆိုအခြေကျဖို့ဗောနော်ဆိုတော့ဟိုမှာလည်းငလျင်ကဆက်လှုပ်နေသေးတယ်ဆိုတော့သူတို့ကကြာတော့ကျွန်မမြင်ရတလားကပေါ့နော်ဒါစိတ်ကြကြတယ် ဖက်ဆိုင်ချက်ကြတယ်နောက်အလုံးလုံးဖို့ထမင်းစားဖို့အိမ်ပြန်ဆောက်ဖို့သူတို့အနေနဲ့ကစိတ်ခက်ကြနေကြတာပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့ကလည်းခွန်အားပေးတာခွန်အားပေးတဲ့သဘောပါပဲအဲကျွန်တော်တို့တွေသူတို့လာကူတယ်ဒါလုံးမလဲပေါ့နော်တချို့ကျတော့ဥမာဆွေကြပါဘူးသူတို့ပြောတဲ့စကားမှာတိုက်ပြူလာတယ်ပေါ့နော်ဘယ်တချီးကအဲ့တိုက်မှာဟိုပါသွားတယ်လို့ပေါ့နော်ဒါပေမဲ့ အဲ့ဒီမှာမှတစ်ထင်း900ယောက်လောက်အတန်ထွက်လို့ရှိရင်အဲ့ဒီမှာအလုံးလုံးကြီးအလုံးသမားကကြာချီရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့လုံးသမားတွေအတန်ထွက်ဘူးအဲ့လုံးသမားတွေကတေသလားခြေသလားကြောက်သွားသလားဆိုသူမိသားစုကမသိရဘူးသူကလုပ်ပဲသွားလာလားအဲ့ဒီမှာအလုံးလုံးနေရလားအဲ့လိုသွားလာလားအဲ့ဒီတော့ကတွေကိုမြင်ရတဲ့အခါမှာကျွန်မကနောက်တစ်ချိန်ပေါ့နော်ဟိုအဲ့လိုသွားဖို့အတွက်ခွန်အားဖြစ်သွားတာ သူတို့မှအဲ့လိုမျိုးကုမိသားစုကရှင်နေလားတင်နေလားဘယ်ကိုရောက်သွားလဲဒီထဲမှာလှုပ်လှုပ်နေရလားဟာပေါ့နော်ပါသွားလားလားဆိုတာကမသိနိုင်ဘူးဒါပေမဲ့သူတို့အတွက်ကကြတော့ဒီဘက်မှာအတန်ထုတ်ပြီးတော့ပြောကြတာမရှိဘူးလေအတိအကျလုပ်နေတဲ့လုပ်ငန်းခွင်မှာသာနေစည်ရင်းတိကျရပြီလေပြန်ချလုပ်သမားတွေအတွက်ကတော့စည်ရင်းတိကျမရဘူးဒီနေ့ဒီမှာသူအလုပ်လာစင်းတာလားမစင်းဘူးလားသူဘယ်ကိုသွားတာလဲဆိုတာကိုသူ့မိသားစုကမသိနိုင်လို့စောင့်နေတဲ့လူကြီးရှိနေတယ်။အဲ့ဒီဟာအဲ့ကျွန်တော်တို့ကဒါလည်းကျွန်တော်တို့အလုပ်သမားပဲ ပြန်ချလို့ကမှလည်းဒါကျမတို့ရဲ့အလုပ်ကမှပဲစိတ်ရောအလုပ်ကမှကျွန်တော်တို့အလုပ်ကမှမဟုတ်ဘူးအထူးသဖြင့်ကတော့ကျွန်မသူတို့ကိုပို့ချင်းကတ်တယ်ဒီစိတ်ရောအလုပ်ကမှကပဲဟိုနည်းနည်းဟိုခံတာအောင်ပဲပေါ့နော်ခုနကကျွန်မပြောတဲ့ပြန်ချအလုပ်ကမှတွေကတော့တော်တော်ဆိုးရတဲ့အခြေအနေတွေခုမှရင်ဆိုင်နေရတယ်သူတို့တွေပြန်လဲပြီးတော့တင်းပြီးအလုပ်လုပ်နိုင်ဖို့ဆိုတာကတော့အချိန်တိုင်းတာတစ်ခုကိုလိုအပ်အောင်ပဲသူတို့အတွက်ကအများကြီးကိုဟိုပြောပြောမယ်အခုဆိုလို့ရှိရင်ကျွန်မနဲ့အတူတူလိုက်တဲ့အချိန်မှာ တမန်ကဘုလို့လုတ်ထုတ်လိုက်တဲ့အဲဒီကမာလေးပါသူတို့ကသူတို့ရဲ့တရားနာတာမှုဖေးဖယ်ထားပြီးတော့ဟိုလူတွေရဲ့ဒုက္ခကိုသူတို့ခံစားသွားတဲ့အတွက်ကြောင့်လို့အဲ့ဒါကိုကျမတို့ဇာတိုက်သွားနေတာသူတို့ရဲ့တရားနာတာမှုကပုံမှန်သွားတဲ့အခါကျတော့ဘာမှကိုနှိုင်းရှင်လို့မရတဲ့အခြေအနေမျိုးဖြစ်နေတာအမှချစ်တော့ထိထားတယ်တပတ်လောက်ရှိနေပြီသူကဘာဖြစ်မှမရှိဘူးအတိုင်းလျှောက်သွားပြီးသူစားဖို့အတွက်ခမဲတော့သွားရှုနေရတဲ့အနေအထားမျိုးမှာအဲ့လိုမျိုးမြင်ရတဲ့အခါကျတော့ကျမတို့အနေနဲ့ကလည်း ဟိုဘယ်လိုပြောမလဲဟိုကိုထမင်းစားရတာတော့မှာပဲဟိုကျမတို့မှာဘယ်လိုပြောအာသူ့အားနာနေရဘူး तू ကအဲ့ထမင်းကိုတော့တန်းစီရခါမှာကျမကသူ့ဘာလို့စိတ်မကူတာလဲလို့မေးလိုက်တဲ့အချိန်မှာကျမလည်းအဲ့ဒါလုံးဖို့အချိန်မရသေးဘူးကျမမိသားစုရှိတယ်ကျမသားသမီးရှိတယ်နောက်အဲ့လိုမျိုးပေါ့နော်ထိသွားတာတွေတော်တော်ကိုလေဆိုးဆိုးဝါးဝါးအချိန်နေနေရတော့ကျမတို့လည်းပြန်ပြောသူ့အနေထားကိုတည်ပြီးတော့လေသူ့တက်တစ်ခုခုလုတ်ပေးချင်တာတော့မှာသူ့ကို ပုံရိုက်ဖို့တည်းအရန်အားနာသွားတာအဲ့လိုအခြေအနေမျိုးကြီးအများကြီးပဲရှိပါတယ်ဟိုပြောထုတ်ပြောလို့မရတဲ့အခြေအနေအများကြီးပဲရှိတယ်အကုန်လုံးတွားပြီးဆုံးသွားပြီးတော့ကလေးလေးတယောက်တည်းရောင်းလဲလဲဖြစ်နေတာတို့ဖိုးကြီးဖွားကြီးနှစ်ယောက်တည်းရောင်းလဲလဲဖြစ်နေတာတို့တွေလည်းအများကြီးပဲတွေ့ရ